ြည်တွင်းစစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲကျွန်တော်တို့နိုင်ငံကဖွံ့ဖွဲပြကြခဲ့ရတာပေါ့နော်ကျွန်တော်နိုင်ငံထဲမှာရှိတဲ့တန်ဆာရတွေနဲ့နိုင်ငံထဲမှာရှိတဲ့ကြေဝါချမ်းသာမှုတွေကကျွန်တော်တို့ပြည်သူမခံစားရဘဲနဲ့အဲ့ဒီတန်ဆာရတွေကြောင်းကျွန်တော်တို့ပြည်သူတွေကပြန်ပြီးတော့အသက်ခံနေတာအခြေအနေတွေကြောင့်ဒါပေါ့ဒါပေါ့လက်ရှိစစ်ဖြစ်နေတာလည်းတွင်းပြောတဲ့ကိစ္စအသိတတ်မှုရှိနေတယ်ဟုတ်လို့သူတို့ချင်းကြီးကဘယ်ချင်းကောင်းချင်းရိုက်ရိုက်ရတယ်ရိုက်မှာမင်းခဏနေဟိုရံဖြစ်ကြအောင်တော့ဟန်ဆောင်ပြီးတော့လှုပ်သွားလို့ရတယ်ထရက်နဲ့ဟိုဟိုကောင်ပူတင်ရနော် အဲ့တော့ trend လဲတတန်းတိုးလို့ဒါသူမရရင်နေမယ်နော် main decision maker အစ်စ်မှာ US ကနော်မရှိမဖြစ်လိုအပ်ပါတယ်ဆိုတော့ demand နဲ့သူကဆက်ရှိနေဦးမယ်တဲ့တော့ပါတယ်နော်အဲ့နောက်တစ်ခုကပြောချင်တာအဲ့ဒီမှာဖြစ်တော့ခုပညာရေးကိစ္စတုတ်ကဲဟိုဟာတွေကိုဖျက်ချပလိုက်တယ်ပညာသင်ရေးတွေဖျက်ချပလိုက်တယ်ဘာမှပြီးကိုပြန်ရောက်လာတော့မယ်နော်ဟုတ်ကဲ့သူမြန်မာနိုင်ငံရေးကိုပြန်လာအဲ့မှာဖျက်ချပလိုက်တယ် ပညာသင်ចောင်းသားတွေလက်မခံတော့ဘူးပါညာအဲ့ဒါကတိတာဒီလောက်ပဲတိတာတို့ကအာတရုတ်ဘူးတော့ဘာလို့ကိုမတရုတ်ကကလေးတွေကလည်း generation မှာပဲပေါ့နော်ကပ generation မှာပဲပေါ့နော်တိတ်တော်ပါတယ်ဆိုပြီးတော့ဂယူနာတက်တာကဒါတက်တင်တယ်တက်ရတယ်တို့တော်ညာလေဒီဘလောက်ထိလှုပ်ထားလဲဆိုလို့ရှိရင်အဲ့တရုတ်တွေလှုပ်ဘူးอืมပါလက်စတိုင်းရဲ့ history ကကြည့်ကကြည့်ဖြစ်တဲ့အချိန်မှာအဲ့ဒီမှာ သူတို့နိုင်ငံလူအခွင့်အရေးတွေတို့ဒီမိုကရေစီဘာညာရဲ့လူအခွင့်အရေးတွေเนาะအဲ့ຢာကြီးရဲ့ဟိုဘယ်လိုကောယူပေါက်ကလေးတွေကနေဘာတွေဖြစ်နေလဲသူတို့အဆူလိုက်မိမိနှစ်သက်ရအောင်ဆန္ဒပြုခွင့်ရှိတယ်နှစ်ချိုက်ခွင့်ရှိတယ်အဲ့ဒီမှာယက်တီခွင့်ရှိတယ်သူတို့ဟာနဲ့တွားနေပြီအမေရိကသွားနေပြီအမေရိကသူ့အတွက်သူဘယ်လိုကောမလဲချင်းချားနဲ့ဟိုဟာဟိုရေခတ်တယ်လို့မျိုးသူဖြစ်နေတဲ့ဟာတွေဟိုဒီကောင်ကြီးမြင်တယ်မြင်တဲ့အတွက် trend ကအဲ့ဒါကိုပါလုလိုက်လို့ တော့သူတက်လာတယ်တက်သူတွေမှာအမေရိကန်ရဲ့တက်သူတွေမှာတိတ်ပြီးတော့ဟိုအဆင့်ရှိတဲ့တက်သူတွေမှာအစိုးရကဝင်ရောက်ဆွတ်ဖက်လို့မရတဲ့တက်သူပါရှိသေးတယ်အမေရိကန်အစိုးရဝင်ရောက်ဆွတ်ဖက်လို့မရဘူးကွာသူ့ဘုံသားမင်းဒီယိုစာလို့ဟိုလာလို့ပြီးတော့ပြောလို့မရတဲ့တက်သူတွေရှိတယ်အဲ့လိုတက်သူမျိုးတွေရှိတယ်နောက်မှဘာလဲဆိုတဲ့ဟာကိုနောက်မေးလို့ရှိရင်ငါပြောပြမယ်နော်အဲ့ဒီတက်သူတွေကသူကဘာလုပ်လိုက်လဲ ဒါပေမဲ့အဲ့ဒီမှာသွားတက်တဲ့ဟာဒုနိုင်ငံလူနိုင်ငံတကာလူတွေပါတယ်ဗီယက်နမ်တို့ပါလို့ညောက်အဲ့ဒီတက်သွားတဲ့ကောင်တွေဟာဟိုရောက်တော့ကိုယ်နိုင်ငံမှာအာဏာရှင်စနစ်ဘာစနစ်ပေါ့နော်ဒီဆိုရှယ်လစ်စနစ်ဖက်ဆစ်စနစ်အဲ့ဓာရီရဲ့အောက်မှာရုံးကံလိုအာဏာသိမ်းလိုဖိနှိပ်ခံလိုရောက်သွားတဲ့အဲ့ဓာရီမှာထူးချွန်လိုရောက်သွားတဲ့ဟာတွေနော်အဲ့ဓာရီကအဲ့ဒီရောက်တော့သူတို့ကလမ်းဖွင့်ထားတယ်ဒါကိုယ့်ဘက်ကမလျှောက်တတ်တာ မလျှောက်တတ်ဘူးလို့ပဲပြောရမှာပေါ့နော်အဲ့ဒီထဲထဲမှာစောစောတုန်းကအဲ့ဒီလူအခွင့်အရေးကြီးနဲ့အဲ့ဒါယူလူအခွင့်ရေးကကောင်းတဲ့ဘက်ကိုအသုံးချလीဒါပေမဲ့သူတို့ကပြောသူတို့မကြိုက်တာကအာနာရှင်တို့ကွန်မြူနစ်တို့ဘာတို့မကြိုက်တာဒါပေမဲ့ဟိုကမှကြတော့သူတို့ဘာသွားဖြစ်တယ်အောင်မလို့လေပါလက်စတိုင်းဘက်ကသူကရက်တည်ပြလိုက်တယ်အဆိုပါပညာပညာတင်ယူနေတဲ့လူငယ် generation တွေကသွားတည် အဲ့ဘက်ကနေရက်တည်တယ်အဲ့ဒီမှာသူ့ဘက်ကိုယ်ဘက်ပေါ့ကွာအဘာရညာတွေလှုပ်တယ်အဲ့လိုလှုပ်တဲ့ခါကျတော့ဟိုဘက်ကလည်းရက်တည်တွေ့တော့အမေရိကန်နိုင်ငံမှာလာနေတယ်အမေရိကန်နိုင်ငံမှာပညာသင်တယ်ဥပမာအမေရိကကပေးထားတဲ့ scholarship နဲ့နေမယ်ကိုကိုတိုင်းလည်းတက်နိုင်သည်ဖြစ်စေဘယ်သူပဲဖြစ်ဖြစ်နော်ရောက်ဖို့ဆိုတာဟိုလေဘလို့ခမလဲတော်တော်ကူပေါ့နော်ဒိုးတွေနဲ့တော့မဆိုင်ဘူးပေါ့ဒိုးတွေကရောက်ကြအကြောင်းကြီးငါကတော့ရောက်ကြအကြောင်းကြီးအဲ့ဒီမှာဟိုရောက်တော့မှာ အဲ့ဒီဒီမိုကရေစီကိုလွတ်လပ်မှုတွေကိုတရားမျှတဆိုတာလွတ်လပ်မှုတွေကိုတွေးဖီပြီးတော့ခြိုက်တော့ခြိုက်ပါလုံးလုံးစည်ပြစ်တက်လိုက်တဲ့အပေါ်မှာအမင်းကငါမင်းကိုပြစ်တက်လိုက်တဲ့အတွက်ငါလွန်တယ်လို့တော့မင်းထင်မယ်ဒါပေမဲ့တစ်ချိန်လုံးကမင်းငါ့ကိုဘာလုပ်ခဲ့တယ်လဲငါကမင်းကိုဘာလုပ်ထားတယ်အဲ့ဒီတော့ကဟိုပြောချင်တာကအဲ့ဒီမှာသွားဖြစ်တဲ့ခါကျတော့အဲ့ဒါဒီမှာပိတ်ချပလိုက်တာဟုတ်ဆွမ်းကအဲ့ဒါဒီမှာပိတ်ချပလိုက်တာ မင်းအဲ့ဒီမှာဆက်ပြီးတော့အဲ့ဘက်ကနေရက်တီအောင်မယ်ဆိုလို့ရှိရင်ဒီအစွန်းရောက်ဘက်ကနေဆက်ပြီးတော့ရက်တီအောင်မယ်ဆိုရင်မင်းအဲ့ဒိုးသူတို့နိုင်ငံတွေသူတို့လှုပ်ထားတာကအဲ့ဒီကြိုက်တာကိုနှစ်သက်နိုင်တယ်ဆိုတဲ့ဟာမှာသူ့ရဲ့မျိုးစိတ်အရင်းကအဲ့ဒီဟိုရှင်းပြောရင်ချိုင်းနာတို့ပညာတော်ဟိုပါဘောနော်လေ့လာရေးခီးပညာတော်တွေအဲ့ဒါတွေတွားရမယ်ဆိုတဲ့ဟာမျိုးတွေရှိလာကြတယ်ကြည့်လိုက်ကြအဲ့ဒါတွေကိုရွေးထားတဲ့ဟာတွေမှန်တယ်များကိုယ်ကဘယ်နဲ့နေနေပေးရမလဲနေခံမလဲဆိုပြီးစောင့်နေရတယ် အဲ့ဒါလောက်ဒီကိုပိတ်ချလိုက်အဲ့ဒါတွေရဲ့အကြောင်းရင်းကအဲ့ဒါတွေဖြစ်တယ်ဒါတွေအဲ့ဒါဒါပေမဲ့ဒါတွေက never mind အစင်ထဲမှာပဲရှိနေတို့ကပအရေးနဲ့ဟိုကနေတွက်မယ်ဆိုတော့အဲ့ဒီမှာမင်းတို့ကြားလိုက်လိမ့်မယ်ဒီလောက်ကြီးကြိတ်လိုက်တာအခွန်နေတိုးပြီးတော့ကြိတ်လိုက်တာတရုတ်ကိုနော်ဇီးပွားရေးပိတ်ဆို့မှုပေါ့နော်အခွန်အတုံးနဲ့ဇီးပွားရေးစစ်ပွဲဒါမျိုးကိုလှုပ်ချလိုက်တဲ့အချိန်မှာတရုတ်ကဘာပြန်လှုပ်လဲဆိုတော့မင်းတို့ကြားပြီးပါပြီငါလဲသူများပြောလို့ကြားတာပါဟိုက မြေရှားတထုတစ်ခုတည်းနဲ့တင်စောစောတုန်းကပညာသင်ခွင့်တွေဘာတွေညာတွေကိုလှုပ်ချပလိုက်တယ်အဲ့တော့ဟိုတို့ကထရန့်ကိုတော့မက်ဆေ့ချ်ပြန်ပေးတင်တာငါပေးတင်တယ်ဆိုတော့နော်ဘာကြီးပြောမယ်နော်အရေးကြီးရယ်နော်တရုတ်နိုင်ငံမှာထင်တယ်လောက်တာရှိရဲ့မယ်ဆိုရင်နော်အခုမြင်တယ်လောက်တာအမေရိကန်ကျွတ်သွားတော့အောင်တရုတ်ကအဲ့လိုပြန်ကျွတ်သွားတော့အောင် ပြန်ရှော့ပေးရတော့အောင်အစတည်းကရှိခဲ့မယ်ဆိုရင်อืม ငါတို့နိုင်ငံမှာတရုတ်တော့လာမနေဘူးတရုတ်လာနေစရာအကြောင်းမရှိဘူးเนาะအေးအဲ့ဒါပြောချင်တဲ့သူကအဲ့ဆုံးကမြေရှားအဲ့ဒီမြေရှားကလေငါတို့နိုင်ငံဒီနိုင်ငံသားသားဘူမိဗေဒပညာရှင်เนาะဥနုလက်ထက်မှာမြန်မာနိုင်ငံမှာဒုတိယအတော်ဆုံးကအဲ့ဒါငါ Godfather ငါမွေးစားအဖေပဲဟုတ်อืมဥနုလက်ထက်မှာဟုတ်ဥနုလက်ထက်မှာဥနုဒီပြည်ချစ်တက်မလို့ဤသူ သူဒီမှာတို့တောခုပြီးတော့သူပြည်ကြီးတက်မလို့ထူထောင်တဲ့အချိန်မှာဘန္နာရေးဝေချင်းအဖြစ်နဲ့တာဝန်ထမ်းဆောင်သွားတဲ့ဟာအဲ့ငါရဲ့ဟိုတစ်နှစ်နှစ်နှစ်လောက်သူရှိမှာသူ့ယူဒီဘေကိုတော့မှသူကငါ့ကိုတပြည့်ပြည့်တက်ပြန်တက်မှတ်လိုက်ရတဲ့ဘူမိဗေဒပညာရှင်မြန်မာနိုင်ငံမှာတော့ဒုတိယအတော်ဆုံးနိုင်ငံခြားကိုပညာတော်သင်သွားတယ်နော်အဲ့ဒီနိုင်ငံခြားကပြန်လာတဲ့အချိန်မှာပြည်တွင်းထဲကိုမဝင်မဲနဲ့ဘုနုဝေရဲ့ဒီပြည်ကြီးတက်မှာတော့မှတာဝန်ထမ်းဆောင်သွားတဲ့တော်တော်အယံဖြူစင်ခဲ့တဲ့ လူကြီးတယောက်သူ့နာမည်နဲ့ပါညာနောက်မှာပဲအဲ့တော့အဲ့ဒီကိစ္စတွေမှာတို့နိုင်ငံကိုပညာရှင်တွေတခုခုလုပ်မယ်ဆိုလို့ရှိလို့ရှိရင်နိုင်ငံကြီးပညာရှင်တို့ခီးသွားလာရေးကောင်းနေမဟုတ်ဘူးနော် invite တခုခုလုပ်မယ်ချိန်မှာလာတဲ့ကောင်းနေရှိတယ်တကယ့်ဘူးလူကြီးပညာရှင်တွေကပ္ပအဆင့်ကုမ္ပဏီ6ခု9ခုပေါင်းထားတဲ့ဟာတွေနော်အဲ့ဂျိတ်တွေအဲ့ဓာတွေနဲ့လာတဲ့အဲ့ကောင်းကြီးကမြန်မာနိုင်ငံကြားဘူးမှာပါမင်းတို့မင်းတို့တက်ကြီးတဲ့လူတွေကြားဘူးမယ်ကြောက်တုံးတရုံးကိုတဲ့ခလုတ်တိုက်မိသွားတဲ့အချိန်မှာကြောက်တုံးကိုကောက်ကြည့်ပြီးတော့ ကြောက်ခဲလေးတွေကိုကောက်ကြည့်ပြီးတော့ဖျားသခင်မတရားဘူးဘုရားမြန်မာနိုင်ငံမှာဒီလိုမျိုးမြေပေါ်မြေအောက်တရားစာတတ်တွေကဒီမှာပဲလာရှိနေတယ်ဘုရားတို့နိုင်ငံမှာမရှိဘူးလို့သူပြောခြင်းနဲ့တိပြရတာဖျားသခင်မတရားဘူးဘုရားဒီလိုအဖြစ်အဲ့တော့ငါပြောမဲ့ကိစ္စကတခြားမဟုတ်ဘူးဟုတ်အဲ့ဒီမြေရှားတတ်သူကလည်းငါတို့နိုင်ငံထဲမှာမရှိတာငါပဋိနိဗ္ဗာန်ကပြောခဲ့တယ်ငါတို့နိုင်ငံထဲမှာဒလောက်လောက်ကြောက်တုံးလေးတွေနေဟုတ်နော်မင်း တန်တန်90လောက်ရှိတဲ့ကားဖြတ်သွားလို့မှတစ်ချက်မညွတ်ဘူးဆိုတဲ့လမ်းမျိုးကိုဒီကောင်းလေးဘာကြောင့်အကြောင်းမဲ့လာခင်းပါလဲနောက်တစ်ခုတို့နိုင်ငံထဲမှာတို့တို့အဲ့ကချင်ပြည်နယ်ဟောဒီအဲ့တစ်ချောက်လုံးတွားတဲ့ကချင်ပြည်နယ်ရှမ်းပြည်နယ်တွားတဲ့အဲ့မှာရှိတဲ့လက်နက်ကင်တွေရှိဘူးတွားပြီးတော့စစ်ရေးတိဆောက်ထားတဲ့ဂိတ်တွေချထားတဲ့တို့စစ်စစ်အာဏာရှင်ရဲ့စစ်တပ်တွေဟာလူတွေမြင်လာတော့ရှေ့တန်းထွက်တယ်လို့မြင်တယ်မို့လား လူတွေကဟာရှေ့တန်းထွက်တယ်ပြန်လာရင်ကျိုးတယ်။ဟာဘယ်တက်ကတော့ရှေ့တန်းပြန်လာပြီ။ရှေ့တန်းထွက်တာမဟုတ်ဘူး။သူတို့ကစီးပွားရေးထွက်ရှာတာ။သူတို့ကြောက်အောင်လာတာ၊ရွှေအောင်လာတာ၊ရွှေတန်းပြန်ဝင်လာလို့ရှိရင်ငါကအဲ့ဒါတည်းကငါနဲ့ကတွဲပြီးဆိုတော့အဲ့တော့အဲ့နေမြီတွေမှာအဲ့ဒီစိုးစိုးတို့ကငါတို့ရှိရမြေရှားရောနော်။ရေရှားရောရေအင်းမြစ်ကောမြေအင်းမြစ်ကောနောက်ပြီးတော့ဒီတဘာဝပောက်ပင် အဲ့ဟိုအပင်ရှားပါပေါ့ကွာတခုမြေတူကမြေရှားလောက်ပဲမြေရှားလောက်ပဲပြောတော့မြေရအင်္ဂလိပ်စကားဟိုစင်တူတန်ခွဲပေါ့နော်မြေကြီးပဲထားပေါ့တော့မြေရှားပေါ့နော်မြေရှားအဲ့မြေရှားမဟုတ်ကဲကထားကွာဘယ်လိုကောမလဲထရီရှားပဲဖြစ်ဖြစ်ပေါ့နော်အဲ့အဲ့ဒါတွေအကုန်လုံးကငါတို့နိုင်ငံတွေကနေသူတို့တွေထုတ်ယူခဲ့တာဟုတ်အဲ့ဒီမင်းအာနာရှင်စစ်တပ်ကအခုတိုင်းပြည်ကိုဖျက်တဲ့ကောင်ကဒီကောင်တွေသွားကင်းဆောင်ပေးနေတာအဲ့ရတိုင်းသားဒေသတွေအဲ့ဒီဒေသတွေမှာမင်း ကိုးစားပြုလို့ရှိရင်9ရက်တစ်စီးအဲ့ဒီဈေးနေ့ဒီမှာအမြဲတမ်းသွားနေဈေးကားတွေရှိသွားတယ်အဲ့ဒီကောင်တွေအဲ့ဒီတတ်ထုအဲ့ဒီတဘာဝတယံဇာတာတွေကိုထုတ်ပြီးရေးဆိုရင်တရုတ်လာထုတ်ပြီးဆိုလို့ရှိရင်အရှူလို့ရန်ဖောင်းလို့ဘာလို့ငါပြောခဲ့ဘူးပါတဲ့အဲ့ဒါတွေနဲ့ထုတ်တာအဲ့ဒါတွေနဲ့ထုတ်တဲ့ဟာကိုကျွန်းလောက်ထုတ်တယ်မထင်နဲ့နော်အဲ့ဒါတွေကိုထုတ်တဲ့အချိန်မှာ ငါတို့ပဲဌာနဆိုင်ရာအတီးပြီးရအဲ့ကင်းဆောင်ပေးရတာအဲ့ဈေးတဲ့တွေကိုလည်းမလာနဲ့ဈေးကားကြီးတွေလည်းမလာနဲ့ဘယ်သူမှမလာဘူးမင်းကငါပြောဘူးလေငါနိုင်ငံတော်အဆင့်ဆိုတာတွေကအအချို့နိုင်ငံတွေအတွက်ကတော့လုံခြုံရေးအဆင့်ရောက်သွားတာပေါ့နော်ဆိုတော့လက်ရှိလည်းကျွန်တော်တို့အသုံးချခံရရောတော်တော်ရင်နာဖို့ကောင်းတယ်အဲဒါကြောင့်လည်းကျွန်တော်တို့ပြည်သူတွေကလည်းအခုခုဆိုရင်တော့တော်တော်လေးကိုလိလာလာကြတယ်ပြီးတော့ဟိုဒါပေါ့ လက်ရှိကျွန်တော်တို့ဒီပြည်တွင်းစစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲကျွန်တော်တို့နိုင်ငံကဖွံ့ဖွဲပြကြခဲ့ရတာပေါ့နော်ကျွန်တော်နိုင်ငံထဲမှာရှိတဲ့တန်ဇာရတွေနဲ့နိုင်ငံထဲမှာရှိတဲ့ကြေဝါချမ်းသာမှုတွေကကျွန်တော်တို့ပြည်သူမခံစားရဘဲနဲ့အဲ့ဒီတန်ဇာရတွေကြောင့်ကျွန်တော်တို့ပြည်သူတွေကပြန်ပြီးတော့အသက်ခံနေရတယ်အခြေအနေတွေကြုံရတယ်ဒါပေမဲ့စစ်ဖြစ်နေတာလည်းတင်းပြောတဲ့ကိစ္စအသိတတ်မှုရှိတယ်ဟုတ်လို့မြင် ဘာလို့ဘာကြီးကဒီအသက်ခံနေရတဲ့ဟာကိုနီးပညာနဲ့ပါအသက်ခံရတဲ့ကောင်မျက်မြင်ကိုယ်တွေကိုကိုယ်တိုင်မှကြုံတာအဲ့ဒီထဲမှာထိုးထိုးထွက်တာဆိုလို့ငါတယောက်ပဲရှိတယ်အကုန်လုံးကစီးမျောတာငါတော့မစီးမျောဘူးအဲ့ဒီလမ်းသွားလို့မရဘူးလားမရလို့ရှိလို့ချင်းမင်းအဲ့မှာရှိတဲ့စစ်စစ်တက်ကဘာကောင်ပဲဖြစ်ဖြစ်ငါတော့သွားပြီးတော့တပေါင်းတပေါင်းတယ်ကွာသွားပြောလိုက်တယ်ခင်ဗျားဘာဖြစ်ချင်းလဲခင်ဗျားတို့ကဘာဖြစ်ချင်းလဲကျွန်တော်ကတော့သွားမှဖြစ်မယ်အဒုံးသူအဲ့သူတို့နဲ့ငါသူတို့ကိုရောကြိတ်ခဲ့ပေါင်းနဲ့များလာပြီငါရှင်းပြောရင်သူတို့တွေမသားပဲနဲ့ငါဒေါ်လာရင်းမလုပ်ဘူး သူတို့တဲ့သူတို့ level တွေတဲ့ကိုကိုဟာကမမြင်မဲ့အဲ့လိုတော့စောစောတုန်းကပြောတဲ့ကိစ္စမှာငါပြောခြင်းတဲ့အတိတ်ပဲကအဲ့ဒီမြေရှားလည်းငါတို့နိုင်ငံနဲ့ရမယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီတော့တရုတ်ကဒီလောက်နိုင်ငံတကာကိုတင်ပို့ဖို့အတွက်မြေရှားရှိနိုင်ပါအဲ့လောက်အများကြီးရှိနေတာပဲဆိုတဲ့ဟာကိုပြန်စင်းစားအော်တို့ရှိရအောင်ထုတ်တော့မကုန်ဘူးလားတရုတ်ကနီးပညာဆိုင်ရနော်อืมဘာကြီးပြောခဲ့တယ်90ခုနှစ်မှာอืมမင်းကလည်း 80တို့အရေးကင်းဖြစ်တဲ့အချိန်80ခုနှစ်နောက်ပိုင်းနေမှာ80နဲ့90ကြားမှာဒီကောင်နေမင်းထမင်းတော်ငတ်နေတဲ့တိုင်းပြည်အဲ့တိုင်းပြည်အဲ့ဒီတိုင်းပြည်က65ခုနှစ်မှာဆက်မှုလက်မှုနိုင်ငံအဖြစ်နဲ့ made in china ဆိုတဲ့ဟာကိုတက်နိုင်လုတ်နိုင်သွားတယ်လို့ပြောတဲ့ဤပညာခိုးယူတုံးဆွဲတဲ့နေရာမှာဘလောက်တော်လဲဆိုရင်ကိုအရာဒီကငါကိုတွေတခြားကိစ္စတွေပါရှိတယ်။နော်အတခြားကအဲ့ငါနဲ့ပတ်သက်တဲ့ကိစ္စတော့ထားလိုက်အောင်အများနဲ့ပတ်သက်တဲ့ကိစ္စပဲ။မင်းကြားဘူးမယ်။ ပြည်သူတွေလည်းကြားဘူးပဲရွှေအတုကိုတရုတ်ကထုတ်တာဟုတ်မင်းအတုမှန်းတီတီနဲ့ဝယ်သုံးနေရတာခုဖြစ်ပုံကတော့နော်ဘလို့မှခွဲလို့မရဘယ်လိုမရဘူးဝယ်တော့နောက်တစ်ခုစိန်စိန်စိန်ကိုလည်းအတုအနုပြုနဲ့စစ်မလားမင်းကြိုက်တာနဲ့စစ်မလားဘလို့မစစ်မရတဲ့အတွက်အဲ့အတုမှန်မသိအစစ်မှန်မသိနဲ့နောက်ဆုံးတော့ပတ်စံကလည်းထားစရာနေရာမရှိတဲ့ကောင်းကြီးကအဲ့ဓာ ड़ी ကိုတုံးပလိုက်တယ်နောက်သူတက်အရတဲ့ကောင်တွေ့လို့ချင်းသူပြန်ပြီးတော့လှုပ်မယ်သူပြန်ပြီးတော့သူ ဖော်ထုတ်မယ်ကိုဒါတန်တရာစုဆောင်တော့အဲ့တော့ပြောချင်တာကအဲ့ဒီမြေရှားကိုလေမြေရှားတဲ့ပူတဲ့ဟာရှိခဲ့မယ်ဆိုရင်တော့မှအဲ့မြေရှားကိုလေဘာဖြစ်လဲဆိုတော့သူတို့နိုင်ငံမှာအတုထုတ်တယ်ဆောင်းပြောတယ်ငါအဲ့အမေရိကတို့ဘာလို့ဒီ Trump တောင်မှ message ပေးခြင်းလဲဆိုတာ main key site ကမှာကမြန်မာနိုင်ငံငါတို့နိုင်ငံကို key site ကမှာဟိုကောက်ရှိမှာ main အတုပဲရမယ် ်ဘာလို့ရှိမှာအစ်စ်ကိုအစ်စ်တည်းရှိလူကြီးလူကောင်းဆန်းဆန်းနဲ့เนาะငါတို့ရဲ့နောက်တက်မဲ့ငါတို့ရဲ့အစိုးရနဲ့ငါတို့ရဲ့ပြည်သူတွေနဲ့လူလူသူလူเนาะတကြက်တန်တဲ့ဟာကိုတကြက်နဲ့ပေးဆိုတဲ့ဟာမျိုးနဲ့သွားမယ်ဆိုရင်ငါတို့နိုင်ငံမှာအစ်စ်တည်းပဲရှိတယ်ငါတို့နိုင်ငံဘာမှထုံးလို့မသုံးသေးဘူးဟိုကောင်တွေကငါတို့ရှိရနေတိုက်ချသွားတာမင်းအမြေကြီးတွေ မြေကြီးတွေကိုကားတွေပေါ်ကိုအသေးအံတင်ပြီးတော့တိုက်သွားတာဘာလို့မလို့လဲပေါ့နော်မြေကြီးဖို့ဖို့လဲမဟုတ်တော့ပါဘူးတိုက်တယ်အဲ့ဒါတွေကငါတို့မျက်စိနဲ့တက်အပ်မြင်ပြီးတော့ဟိုကပြုတ်ခဲ့တဲ့ဟာတွေဖြစ်တဲ့အတွက်အဲ့တော့သူတို့နိုင်ငံမှာဒါဆိုဒါအသေးသွားပြီးတော့မှရောက်ကုန်ရောပေါ့မဟုတ်ဘူးမဟာပရိဝီမြေကြီးရဲ့ဒီသူ့ရဲ့ဂုံတက်တီအရာမစ်ချိတ်လောက်ပြီးတော့နော်ဓာတ်ဓာတ်တထုတွေကိုမစ်ချိတ်လောက်ပြီးတော့အချိုးကြနဲ့ ူတို့ဆက်လက်ဆင့်ပွားထားတဲ့ဟာဒီငါပြောချင်တာကတော့ရုပ်ပုံမှာရှိပါလိမ့်မယ်ကဘာကြီးကိုဖြန့်ကျက်ပြီးတော့သူတို့ပို့နိုင်ပါလိမ့်မယ်တေးကြတာတခုကတော့ငါတို့ရှိရအရင်မြင့်တဲ့တောင်လေး mistake လုပ်လိုက်တာပဲကျွန်တော်တိုင်းသားဒေသတွေမှာပေါ့နော်အဲကြောဟိုတွာလာလို့ရှားနေတဲ့ကာလာတွေကျွန်တော်တို့တောင်းနေပါတယ်ဆိုလည်းပဲသူတို့တွေအကုန်လုံးဖိတ်ထုတ်ပြီးချိုးချလိုက်တာဟုတ်ပါဆိုတော့ဘာမှတမရသားကြည့်မယ်ဆိုရင်ဟာဒါလမ်းဖောက်ဖို့လားအင်းအိမ်ရလုတ်ဖို့လားဒါမှမဟုတ်ဒါ project ပေါ့ဗျာ ကျွန်တော်တို့စက်ယုံကြီးတွေစောင့်မှမဟုတ်လို့လားမဟုတ်ဘူးပါလေအဲ့ဒီနေရာလမ်းဖောက်တဲ့နေရာလည်းမဟုတ်ဒါပေမဲ့လမ်းလည်းဖောက်သွားတာမဟုတ်ဒါပေမဲ့အဲ့ဒီတောင်ကိုဖဲ့လိုက်တဲ့အချိန်မှာအဲ့တောင်မှာကျွန်တော်တို့တောင်ဆောင်းတွေပေါ့နော်ဒီတောင်ဆောင်းတောင်ဆောင်းတွေမှာကျွန်တော်တို့ကဒါအမြေကြီးနဲ့ကျွန်တော်တောင်တောင်ကြီးတွေပါပါတော့တော်တော်ကြီးတွေပါတယ်ခါလာအစုံမှာပဲပါတော့ဘာလို့ကျွန်တော်လည်းဒီဓာတုဗေဒနဲ့ပတ်သက်ပြီးတော့ဘာလို့ဒီလက်နက်ကင်ဖွဲ့တွေရာလည်းရှိနေတယ်ပေါ့နော်ဆိုတော့ခါကျတော့အဲ့ဒီကြောက်တုံးတွေကိုကားပေါ်တင်ပြီးတော့တဲတာ အဲ့ဒီကျွန်တော်တို့ဒီတော်လန်တောင်လန်ပေါ့နော်တော်လန်တောင်လန်ကိုကျွန်တော်ဖောက်လိုက်ဖောက်ပြီးတော့ဒီကားအဓိကတော့တိတ်ပုတ်ဆောင်ရေးအတွက်လမ်းဖောက်တာယာယီလမ်းပေါ့နော်အဒီလိုမိုးရင်းဆိုသူတို့တိတ်လို့မလုပ်တော့မိုးကုန်ပြီဆိုတော့အသကုန်တီးပြီဆိုတော့အဲ့ဒီမှာဒီတောင်တွေကိုဖဲ့ချပလိုက်တာတောင်တွေကိုဖဲ့ပြီးရဲ့ဒီထွက်လာတဲ့သူတို့လိုချင်နေပေါ့နော်သူတို့လိုချင်နေတာတွေအကုန်လုံးကားပေါ်တင်ကားပေါ်တင်ပြီးတော့တဲတာဆိုတော့စိန်ထွက်နေလို့လည်းမဟုတ်နော်ရွှေရွှေချောင်းရွှေချောင်းတွေ့နေလို့လည်းမဟုတ်ဒါပေမဲ့အဲ့ဒီ ဒီကြောက်တုံးပေါ့နော်အဲ့ဒီကြောက်တုံးအဲ့ဒီကြောက်တုံးအဆိုင်ခဲကသူတို့လိုချင်တဲ့အရာပေါ့နော်ဆိုတော့အခုဘာလို့ပြောလို့မျိုးပေါ့နော်ကျွန်တော်နိုင်ငံဟာအာဒီတော်လိုင်းကိုကျွန်တော်တို့ကမျိုးလုံးပိတ်ပြီးတော့တက်မှာအာဒီအာရာရှင်တက်မှာလားအမမင်းအွန်လိုင်းပါဗျာမင်းအွန်လိုင်းကတကယ်တမ်းတော့မင်းအွန်လိုင်းကပေါင်းပါဆိုတာလက်ဆုပ်စာပဲရှိပါလေဟောလူကြီးတန်းနဲ့ချီတဲ့ပမာဏမဟုတ်ပါဘူးဗျာဒီရဲ့ဟောတော့အာခမန်းကြီးယာကနန်းပေါ့ဗျာ တို့နဲ့ပတ်သက်တဲ့ဟုတ်လားဟောင်းနဲ့တောင်းနဲ့တော့ဆိုတော့ဒီအခြေအနေကိုပဲကျွန်တော်တို့ကမျိုးလုံးမိတ်ပြီးတော့ဆိုပါဆိုအမင်းအွန်လိုင်းနဲ့ဒီအာနာရှင်အုပ်စုတည်သွားပြီဆိုရင်ငါတို့နိုင်ငံအေးချမ်းသွားပြီငါတို့နိုင်ငံမှာအာမရှိတော့ဘူးဆိုတာမျိုးထပ်ပေါ့နော်မက်ဆီမိတ်ဒါဟိုအတော့ဖြစ်ချင်းလို့ဖြစ်တော်လန်နေလို့မရဘူးနော်ဒါပေါ့ဒါဆိုတော့ကျွန်တော်ကတော်လန်ရေးကာလာကြက်လာတဲ့မြန်အဲ့ဒါကိုတည်ထားမိလာတယ်ပြီးတော့ဒါကြောင့်လည်းပဲပေါ့နော် ကိုကဘာခင်းချင်းပေါ့နော်ကဘာခင်းချင်းအခုဒါအမေရိကန်ရဲ့လှုပ်ဆောင်မှုတွေပြီးတော့တရုတ်ရဲ့ဒီအခုပေါ့နော်ကျွန်တော်နိုင်ငံပေါ်ကိုဖြည်းဖြည်းချင်းနဲ့တော်လကောပြီးတော့ဒိုက်ရိုက်ပေါ့နော်ဒါအစုပ်လိုက်အစုပ်လိုက်အကုန်လိုက်တော်လကောပေါ့နော်ဟိုတင်းယူစားတောက်နေတဲ့အခြေအနေတွေပြီးတော့ကျွန်တော်နဲ့အိန္ဒိယချင်းနိုင်ငံတွေလည်းအထူးကြီးကောင်းပေါ့နော်အနည်းနဲ့အများတော့ရှိတာပေါ့ဆိုတော့ဒီချင်းနေမှာခုနပါရီပြောတာကျွန်တော်ရမ်းစိတ်ဝင်တာအဲ့ဒါပါလို့ဆိုတော့ဟုတ်ပြီအမေရိကန်အနေနဲ့ပေါ့နော်ကျွန်တော်တို့ကတော့ အဲဒီလိုအခြေအနေမျိုးတွေမှာငါတို့နိုင်ငံတွဲမှာကအတုဆွမ်းမရှိဘူး။ဟုတ်ပါဘူး။ George Smith